ကိုကြီးကကမ္မထံအထုတ်တာဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာဘာတွေတိခဲ့လို့ဘာတွေရှောက်ချင်လဲရှောက်ပါကိုကြီးလိုလိုလဲလဲရှောက်လာလာတုံးတုံးတုံးရညနေတုံးရညနေပြတော့ပြေးကြပါလေဗျာပြီးတော့ရင်ဆိုင်ကြတော့ဒီကနာကိုကြီးမှာငါတူတဘယောက်ျားမိန်းမပုဂ္ဂိုလ်တက်တော့ရှိလားလို့မေးပါတယ်ဗျာမရှိပါဘူးဗျာယောက်ျားလည်းလူမိန်းမလည်းလူဘာနဲ့ပေါ်ရှိရလဲဆိုတော့ဥစ္စာနှုတ်ထာနာနဲ့ပေါ်ရှိကြပါလေဗျာ 农村的古村落，比如说鲁美阿鲁，小阿鲁鲁看阿古，你爸爸喜欢的呀。讲个趣味，伊讲伊嘛，阿说他细伢，阿说他细路钱。讲你老娘嘛，妈妈真的，那又没中年，那又没阿年，都没发的呀。是吧？泡看阿泡变变发的呀，米来变变发的呀。比如阿老古嘛，古那发的呀，那个没发的呀。其他地嘛，阿说他细伢，阿说他细路钱。 那鸡它炖不香呢，它炖不烂呢，炖不筋呢，就没办法的呀。对吧？那这拿片肉，烤片肉，怎么样？对不对？猪肉、牛肉没办法的呀。牛肉啊，还是它细的，还是它细肉型的。牛肉你白炖不烂呢，你一焖它呢，你一拿它就没办法。对吧？片肉呗，烤片啊，片肉啊，白不会下饭的呀。对不对？对不对？其他锅没办法的呀。其他鸡嘛，还是它细的，还是它细肉型的。 ဒီခြေတော်ကြီးစတဲ့ဝကျင်နဲ့စတဲ့မနာနဲ့စတဲ့လုံးမိပါတယ်ဗျာသူကမမြင်တာပြန်ပြပါတယ်ဗျာပြီးတော့အဲ့ဒါနဲ့ခြေကစံပြန်းနေပြန်ပြီးတော့ထုံပါတယ်ဗျာမြင်တာပါရှိတယ်လို့ပြန်ပြောပါတယ်ကွာမမြင်တာပြန်ပြပါတယ်ဗျာပြီးတော့ဒုက္ခကိုမိပါဗျာဒီဒုက္ခမှာအာရုံရှိတာအာရုံရှိလို့ရှိရင် ရှိရလုံးလုံးချမ်းအောင်နေပြပါကောဒုက္ခတွေမမိပါစေနဲ့ပြောပါတယ်ဗျာ သူကမမေ့တာပြန်ပြီးတော့ဖောက်ပြန်ပါဗျာဒုက္ခတွေတက်မှာပဲလို့ပါလေဗျာပြီးတော့သူကဝင်နာရှိပါလေဗျာဒီသူကဝင်မှာငါဆိုတာရှိတာငါဆိုတာရှိလို့ရှင်ရရှိရလုံးလုံးချမ်းအောင်နေပြီပါဒုက္ခတွေမရှိပါစေနဲ့လို့မိပါလေဗျာသူကမမေ့တာပြန်ပြောက်ပါဗျာဗျာအချိန်မှပြီးတော့ဒုက္ခဝေဒနာရှိနေထူးခြားတာဗျာဒုက္ခဝေဒနာရှိနေချောက်ကြည့်ရဗျာကျင်လာရဗျာလုံးလုံးရောက်ကျင်လာရဗျာကျင်တဲ့ချိန်မှပြီးတော့ ပြန်ငါလည်းမပန်းငါလည်းငါလည်းမရှိဘူးငါလည်းမစားတော့ဘူးရှင်မသူကပြန်ပြောပျောက်သွားပါတယ်ခင်ဗျာဟုတ်ဘူးအပျောက်သွားပြီဘာဖြစ်တော့ဆက်ရှောက်ပျောက်သွားတော့စိတ်ကဘယ်လိုခံစားရလဲစိတ်ကလည်းအေးချမ်းတော့ပါတယ်ခင်ဗျာဘလောက်လောက်ကြာလဲဘုရားဘလောက်ကြာလဲအဲ့လိုအေးချမ်းသွားတာဘလောက်လောက်ကြာလဲ1မိနစ်လောက်ပဲကြာပါတယ် ဟုတ်ပြီအဲ့အေဂျင့်မှုကဘာနဲ့ဥပမာနိုင်စားလို့ရတယ်အဲ့ဒါနိုင်စားလို့မရပါဘူးဟုတ်ပြီအဲ့ဒါကိုကွင်ကြီးကဘာဖြစ်သွားတယ်လို့သိလို့လျှောက်တာလေဟုတ်လားငါမရှိဘူးတကြီးလေးပါရှိတယ်တကြီးကနေပဲရောက်သွားမယ်ဆိုတာလေအမရှိဘူးတကြီးလေးပါပဲရှိတယ်ဒါဟာတရင်ကနိဗ္ဗာန်လို့ကိုယ်တိုင်သိသွားတာဖြစ်ဖြစ်ချင်းသိတာလားနောက်မှပြန်စင်ညာမှသိတာလားနောက်မှပြန်စင်ညာမှသိတာပါဗျာနောက်မှပြန်စင်ဗယ်နေ့ရက်သိတာ၃ရက်မြောက်နေ့ရက်သိတာနော် ။ဘယ်နည်းနှစ်ရက်ကတည်ရလား၃ရက်တည်းကတည်ရလား။ဟုတ်တယ်ညနေရဗျာ။သုံးရမြောင်းနေ့ညနေမှာတည်တာဟုတ်ပြီအဲ့တော့၄ရမြောင်းနေ့မနေ့ကျတော့အိယာထားတော့ဘယ်လိုမျိုးခံစားမှုတွေထူးခြားမှုတွေရှိလဲ။နေမှာဗျာဒီကစိတ်ကဗျာပို့နေဗျာပို့ပြီးတော့အိယာနိုးလာပါတယ်ဗျာ။ဟောပို့ပါပြီးတော့အိယာနိုးပြီးတော့ကြီးလင်းနေတယ်ပေါ့နော်။ ဟုတ်ပါပြီအဲ့တော့အဲ့ဒီရဲ့လွမြောက်တဲ့စိတ်ကလေးကိုဒီတရင်ကလောဘဒေါသကဲနဲ့ဒီတရင်ကနိဗ္ဗာန်လေးကိုအာယုပြန်ညွှန်ရောရနိုင်လားကိုကြီးကဟုတ်ပါပြီဟမ်အဲ့ဒီနေရာလေးကိုပြန်အာယုညွှန်ရနိုင်ပါမလားလွမြောက်တဲ့စိတ်ကလေးကိုရနိုင်ပါတယ်ဗျာဟုတ်ပြီအဲ့ဒီအတိလေးကိုလွမြောက်တဲ့စိတ်ကလေးနဲ့ဒီတရင်ကနိဗ္ဗာန်လေးကိုအာယုညွှန်ပြီးတော့ကိုကြီးကအခုသိမယ်ဆိုရင်အပေလေးပုံငယ်ရှစ်ထက်ကြရနိုင်ပါပါဗျာဘယ်သူကအမခံမှာလဲကိုကြီးကို ီတော့တရားလို့ပြီးသွားတော့တပည့်တော်ကတပည့်တော်ပါတပည့်တော်အမကောင်းပါလေ။อืมဟုတ်ပြီအဲ့တော့ယင်းတော့အကိုင်ကြီးကြားဘူးတဲ့နိဗ္ဗာန်ရဲ့เนาะအခုကိုင်ကြီးကိုယ်တိုင်လොမြောက်ခဲ့တဲ့မျက်မှောက်ပြုခဲ့တဲ့တည်ငါနိဗ္ဗာန်ရဲ့အဲ့ဒီနှစ်ခုကဘာကွာခြားမှုရှိလဲတပည့်တော်ယင်းတော့နိဗ္ဗာန်ဗျာဒီနိဗ္ဗာန်ရောက်မှလို့ပဲဒီမှာလေဗျာအခုနိဗ္ဗာန်တော့တော်တော်မဟုတ်ခင်ရနိဗ္ဗာန်ဗျာ ဟောဟုတ်ပြီနော်ဥစဉ်ဘာသာပြန်ပေးမယ်ကိုင်ကြီးအရင်မြန်အရင်တော့နိဗ္ဗာန်ဆိုတော့တေမရောက်မယ်ဆိုတော့သိတဲ့နိဗ္ဗာန်ခုသိတဲ့နိဗ္ဗာန်ကတော့လောဘဒေါသကင်းတဲ့နိဗ္ဗာန်ကိုမြင်တာနော်ဒီလိုမျိုးကြွားချားတယ်ဒါဆိုရင်နိဗ္ဗာန်ကကိုင်ကြီးကအရင်တော့သိတဲ့နိဗ္ဗာန်နီလာဝေးလာဝေးပါရဲ့ညအခုနိဗ္ဗာန်ကအခုကိုကိုတိုင်းကြင်ညာအထုတ်ခဲ့တဲ့မျက်မှောက်ပြုခဲ့တဲ့နိဗ္ဗာန်ကျတော့နီလာဝေးလာလိုက်တယ်ဟမ်အခုနိဗ္ဗာန်ကျတော့နီလာဝေးလာကိုင်ကြီး ဟဲ့ဦးဇင်းတို့ကထစ်တာလားဟုတ်ပါရဲ့ဗျာဟေးဟုတ်ပြီဟဲ့ဟုတ်ပါပြီနောက်ကွန်ကြီးအဲ့တော့ကွန်ကြီးချမ်းသာတာကတရားလားတရားချမ်းသာတာလားတရားချမ်းသာပါလေဗျာဒီအရာကိုကွန်ကြီးကတရားလို့နားလဲသဘောပေါက်သွားတာလေဟုတ်ပါတရားအရှိတရားများတယ်လို့တရားပါဗျာဟောဟာတခြားဖြည်းဖြည်းချင်းပြောပါကွန်ကြီးစာကြက်တယ်လို့တော့မပြောနဲ့လေဖြည်းဖြည်းချင်းပြောတရားဆိုတာဘယ်ဟာကိုတရားလို့သိသွားတာလဲဟုတ်ပါတရားအရှိတရားများတယ်လို့တရားပါဗျာ မကတရားလားမကသစ္စာတရားဘောတရားဩတဘာဝတရားအရှိတရားတရားဟေးအဲ့တော့မှတ်ထားတာတော့စာကျက်သလိုတော့မှတ်မှသားနဲ့နော်ကိုညီအဲ့တော့မြတ်တဲ့တရားမြတ်တဲ့ဆိုတာကောင်းတော့ပြောတာလားဆိုးတော့ပြောတာလားအောင်ဆိုတို့ညာကြတာဟုတ်ပြီအဲ့ဒါကိုတစ္ဆာတရားလို့ခေါ်တယ်နော်ဒီအကောင်းနဲ့ဆိုးနဲ့ဒွန်တွဲပြီးတော့မျှတနေအောင်ဘယ်သူအများဖန်ဆင်းထားတာလဲကိုကြီးဘယ်သူမှမဖန်ဆင်းတာပါဗျာအတ္တိတရားကဖန်ဆင်းတာပါ လောကရဲ့အရှိတရားနော်ဘယ်သူမှဖန်ဆင်းလို့မရဘူးဖန်ဆင်းတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးနော်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးဒီလိုနားလည်ရမယ်နော်ဟုတ်ပြီအဲ့တော့ကိုကြီးကဒီတရားတွေကိုသိဖို့အတွက်ဘယ်လမ်းဆက်လျှောက်ရမှာလဲကိုကြီးကမသိချင်ပါလားဆောက်ဟုတ်ပြီဒီတရားတွေကိုသိသွားတော့ကိုကြီးကအရင်ဆုံးဘယ်သူ့ကိုကျေးဇူးတင်နေသေးလဲအေးကြောင့်နဲ့တော့ကျေးဇူးတင်ပါတယ်ဗျာအခုကျတော့ဆရာတော်ကျေးဇူးတင်ပါတယ်ဗျာအခုကျတော့ဓမ္မတို့ကတရားရင်တော့ ဆရာကြီးဆရာကြီးဆရာကြီးနဲ့တရားတရားတော်တရားပြငါကြီးဥပ္ပိနေဥပ္ပိစင်တော်ကိုကျေးဇူးတင်ပါတယ်ဗျာဟုတ်ပါပြီနော်ဘာလို့သူတို့တွေကိုအားလုံးကိုကျေးဇူးတင်နေတာလဲဘုန်းကြီးကသူတို့ကဗျာဒီလိုပြောချင်မှာမင်းကလောက်ပြီလို့ကြောင်းမင်းကလောက်ပြီလို့ပါဗျာอืมဟုတ်ပြီနော်ဒီကတော့မနေ့လိုက်ယူအနားထောင်ပါဟုတ်ပြီဒီတရားတွေကိုကိုင်ကြီးသိသွားတော့ကိုင်ကြီးသိတယ်လို့ကိုင်ကြီးလွတ်မြောက်တယ်လို့ဒီလိုသစ္စာတရားတွေကိုလွယ်ကူသောအကျင့် လျင်မြန်သောအသည့်တွေကိုနောက်ထပ်ဘသူတွေကိုထပ်ရသိခြင်းတွေဒီချမ်းသာမှုတွေဥရတဘောဥရတဘောတို့ပါရင်နေကြတဲ့ဥရတဘောလူမျိုးအားလုံးရသိခြင်းပါတယ်ဗျာသူငါတဖုံမလူသားအားလုံးကိုလူနဲ့တရားအားလုံးဘာလို့ရသိခြင်းတယ်လဲကိုကြီးကသူကဒုက္ခနဲ့ဆင်းရဲနေလို့တပြည့်တော်မျိုးတကယ်ကနေပြန်ရောက်စင်ပြလို့ပါဗျာသူတို့တွေကလောဘဒေါသနဲ့ဆင်းရဲနေလို့အခုလိုမျိုးကိုင်ကြီးလိုမျိုးတကယ်ကနိဗ္ဗာန်ကိုရသိခြင်းတာပေါ့နော် ဟုတ်ပါပြီအဲ့တော့ကွင်ကြီးဒီတရားပေါ်မှာတန်တရားမရှိဘူးလားရှိပါဗျာဟုတ်ပြီအဲ့တော့ကွင်ကြီးဒီတရားတွေကိုကွင်ကြီးက၃ရက်ထဲနဲ့တည်တယ်ကွင်ကြီးကငငယ်လေး၁၀နှစ်ပဲရှိသေးတယ်တည်ရင်အပေနော်အပေလေးပုံငယ်ရှိတဲ့မကြဘူးပြောရအောင်ကွင်ကြီးကျင့်တဲ့တရားကလွဲနေတယ်ကွင်ကြီးကယူနေလားလို့ကွင်ကြီးကိုကြီးလာတဲ့ကြီးတဲ့လူကြီးတွေကပြောမယ်ကိုတော်တွေကပြောလာရှင်အဲ့ပြောလာတဲ့လူတွေပေါ်မှာကွင်ကြီးကဘာလို့ပြန်တုတ်ပြန်မလဲမတုတ်ပြန်ဘူးဗျာ သူတို့လည်းသူတို့ဘက်ကမှန်တာပဲဗျာတပည့်တော်လည်းသူတို့ဘက်ကမှန်တာပဲဗျာဟောဟုတ်ပြီနော်သူတို့ဘက်ကကြည့်တော့မှန်သူတို့ကဘာလို့မှန်တာလဲကပြောပါဦးသူတို့ကသူတို့ပြောစကားညာနဲ့သူတို့မှန်ပါတယ်ဗျာသူတို့ကတပည့်ပြောစကားညာကြီးနဲ့သူတို့မှန်ပါတယ်ဗျာသူတို့ဘက်ကမှန်တော့ဘူးနော်ဖြည်းဖြည်းလေးပြောပါဦးကိုကြီးသူတို့ဘက်ကဘာလို့မှန်တာလဲဖြည်းဖြည်းလေးသူတို့ကတင်ရတဲ့တင်ရအတိနဲ့သိပြပါဗျာတပည့်တော်ကညာအတိနဲ့သိပြမှန်းတာပါဗျာ ဒီဟုတ်ပြီနော်ဒါဆိုဥစဉ်လက်ခံတယ်သူတို့ဘက်ကတင်ညာတိနဲ့တိပြီးတော့ပြောတာကိုယ့်ဘက်ကပညာတိနဲ့တိပြီးတော့ပြောတာဒါဆိုနှစ်ယောက်လုံးမှန်တယ်ပေါ့ဟုတ်ပြီအဲ့တော့လောကကြီးမှာဘယ်သူမှားလဲမမမပါဗျဟုတ်ပြီဘယ်သူမှမမိုင်းဘာဖြစ်တော့လောဘတောတာကိယနေပါဗျဩော်လောဘတောတာကိယနေပါရောနော်အဲ့တော့လောကကြီးမှာဘယ်သူမှမမိုင်းဘာဖြစ်တော့လို့အမှန်တရားပါဗျ နော်ဘယ်သူမှမမတော့အလုံးမှန်တာပေါ့နော်ဟုတ်ဟုတ်ပြီကိုကြီးခေါင်းမစားတော့နော်ကိုကြီးကြက်ထားတဲ့ဟာတွေကြော်သွားပြီနော်ဆက်မမေးတော့နော်ဟုတ်ပြီအလုံးသာဓုခေါ်ပြရအောင်သာဓုသာဓုသာဓု